ခုဗီဒီယိုမှာ Facebook password ပြန်ကြည့်လို့ရမယ်အလွယ်ဆုံးနည်းလေးကိုပြပြပေးပါဦးကျွန်တော်တို့ရဲ့ Facebook page တွေကိုလာပြီးမေးကြတဲ့မေးခွန်းတစ်ခုရှိပါတယ်ဒါကတော့ Facebook password မိတ်နေလို့ဘယ်လိုပြန်ကြည့်ရမလဲ အလွေလာလာမေးကြပါရယ်ဆိုတော့အခုဗီဒီယိုမှာ Facebook password ပြန်ကြည့်လို့ရမယ်အလွယ်ဆုံးနည်းလေးကိုပြပြပေးပါမယ်ဒါပေမဲ့အခုဗီဒီယိုကဘယ်လိုလူတွေအတွက်ပဲအဆင်ပြေပါလဲဆိုရင်တော့ကိုယ့်မှာ Facebook account ကို Gmail နဲ့ဖွင့်ထားခဲ့တဲ့သူတွေအတွက်ပဲအဆင်ပြေမှာဖြစ်ပါတယ်အခုကျတော့ Gmail ဖွင့်ခဲ့တဲ့က password စတဲ့ setting လေးကိုလည်းဖွင့်ထားခဲ့တဲ့သူမှသာလျှင်လည်းရမှာဖြစ်ပါတယ်ဘာပဲဖြစ်ဖြစ်အသုံးဝင်မှာဖြစ်တဲ့အတွက်ဒီနည်းလေးကိုကြည့်သွားလို့ရပါတယ်တကယ်ချင်းနေတည်သွားအောင်လည်း share သွားပေးပါအောင်နောက်တစ်ခုကတော့ password သိပြီဆိုရင်တော့ပြန်မေ့မတော့အောင်လို့တစ်ခုခုနဲ့ရေးထားဖို့ကျွန်တော်အကြံပေးချင်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုဆက်လိုက်အောင်အားမင်္ဂလာပါဆိုတော့ အဲကျွန်တော်အဲ့လိုမျိုးပေါ့နော်ကျွန်တော် password ပြန်ကြည့်မယ်ဆိုရင်အဲကျွန်တော်တို့ Facebook account ကကျွန်တော်ဒီ account တိုင်းတော့မရဘူးပေါ့နော်ဒါပေမဲ့ဟိုရတဲ့ account တွေကဘယ်လိုမျိုး account တွေဆိုရမလဲဆိုရင်ကိုယ့်ရဲ့မှာ Facebook account ကို Gmail နဲ့ဖွင့်ထားတဲ့ account တွေဆိုရင်တော့ရမှာဖြစ်ပါတယ်ဆိုတော့ Gmail နဲ့ဖွင့်ထားသလားမဖွင့်ထားဘူးလားဆိုတာကတော့ပြန်ကြည့်ချင်တာကိုယ့်ရဲ့ password အဲဒီ information နဲ့ပြန်ကြည့်လို့ရတယ်ပေါ့နော် Okay ပြန်ကြည့်တဲ့နေ့လေးပြပြပေးမယ်ပေါ့နော် Okay ပါဆိုတော့ဒါဆိုရင်ဒါကျွန်တော်ရဲ့မှာ Facebook account နဲ့ရောက်သွားပြီပဲဖြစ်ပါတယ်အဲ့ဒီမှာဘာလုပ်ရမလဲဆိုရင်အရင်ဆုံး ော့ဒီဘက်အကြောင်းသုံးချောင်းသွားပေါ့နော်သွားပြီးတော့ကျွန်တော်ဒီရောက်မှာ setting and privacy နှိပ်ပြီးတော့ setting သွားပါပြီးရင်တော့ကိုယ့်ရဲ့မှာအဲဒီကောက်ကိုနှိပ်ပေါ့နော်နှိပ်လိုက်ပါအဲ့ဒီမှာကျွန်တော်တို့ကဒီဒီမှာပေါ့နော်အဲဒီမှာ personality details ဆိုရှိရတာကိုနှိပ်ပေါ့နော်နှိပ်လိုက်တာနဲ့မိမိရဲ့မှာအဲဒီ Gmail နဲ့ပေါက်ထားရင် Gmail အဲ့လိုမျိုးတွေ့ရမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီ Gmail ကအရေးကြီးရယ်ပေါ့နော် Gmail နဲ့ပေါက်ပြီးသွားပြီးတည်ကြပြီဆိုရင်တော့ကျွန်တော်ဘယ်နေရာမှာသွားရမလဲဆိုရင်တော့ကြည့်လို့ရတဲ့နေရာနှစ်နည်းရှိတယ်ပေါ့နော် ပထမတစ်နေရာကတော့ကျွန်တော်တို့ Gmail software ကနေတွားပြီးတော့ကြည့်တာဖြစ်ပါတယ်။ဆိုတော့ကျွန်တော် Gmail software တွေကိုတွားပြီးတော့အဲ့ဒီ Gmail ရဲ့မှာအဲ password တွားကြည့်တဲ့နေရာပြပေးမယ်ပေါ့နော်။ Gmail ကိုတွား၊ကိုယ့်ရဲ့မှာ Gmail software အဲ icon ကိုနှိပ်ပါ။ပြီးရင်တော့ကို Google account ကိုနှိပ်ပါ။ဒါဆိုရင်ကိုယ့်ရဲ့မှာ Google account ကို manage လုပ်တဲ့ဆိုတဲ့နေရာရောက်သွားမယ်ပေါ့နော်။ဒါပြီးရင်တော့ကျွန်တော်တို့ကဒီဘက်ကို switch ပြီးတော့ပေါ့နော်။အဲ့ဒီမှာ security ဆိုတာရှိရေပေါ့နော် security ကိုနှိပ်ပါနှိပ်ပြီးတော့ရင်အောက်ကို switch ပြီးပေါ့နော် ဆွေးချပြီးရင်ဒီမှာ password ဆိုတာရှိရယ် password အောက်ဆုံးမှာပေါ့နော် password manager ဆိုတာရှိပါတယ်ဒီအောက်မှာ password manager ဆိုပြီးရှိပါတယ်အဲ့ဒါကိုနှိပ်ပါအဲ့ဒါပြီးရင်ကျွန်တော်တို့ကိုဝင်ထားတဲ့ login နေရှိတဲ့အားတွေလာပြီးပြပြီးရယ်ပေါ့နော်အဲ့ဒီမှာကို facebook.com ဆိုတာရှိပါတယ်အဲ့ဒါကိုနှိပ်ပါအဲ့မှာကိုရဲ့မှာ fingerprint လေးလို့လဲပေါ့နော်ဒါဆိုရင်ကျွန်တော် facebook.com မှာကျွန်တော်စေထားသမျှ facebook.com နဲ့ပတ်သက်သမျှဟာတွေအကုန်လုံးရှာကြည့်ပေါ့နော်အဲ့ဒီမှာကိုရဲ့မှာ gmail အမှန်နဲ့ အဲ့ဒီမှာကိုယ့်ရဲ့မှဂျီမေးနဲ့ကိုကဝန်ထားတဲ့ဟာကိုလိုက်ရှာပေါ့နော်လိုက်ရှာရှာပြီးတော့ဒီရောက်ကလောင်လေးကိုနှိမ့်လိုက်ပါနှိမ့်လိုက်ရင်ကိုယ့်ရဲ့မှာ password တွေ့ရတော့မှာဖြစ်ပါတယ်အခုဒုတိယတနေရာရှိရပေါ့နော်ဒုတိယတနေရာကြာလေဘယ်နေရာမှာသွားမှာလဲဆိုရင်တော့ Chrome ကနေသွားမှာဖြစ်ပါတယ် Chrome ကိုသွားလိုက်ပါ Chrome သွားပြီးသွားပြီးဆိုရင် Chrome မှာကျွန်တော်တို့က Chrome မှာ login ဝင်ထားတဲ့အကောင့်ဟာကိုယ့်ရဲ့မှာ Facebook မှာ account ဖွင့်ထားတဲ့ Gmail နဲ့ login ဝင်လိုက်ပေါ့နော်ပြီးရင်တော့ဒီဘက်အဆက်30ကိုနှိပ်ပါပြီးအောက်က setting ကိုနှိပ်ပါ ဒါဆိုရင်ကိုယ့်ရဲ့ password manager နေရာကိုရောက်လာမှာဖြစ်ပါတယ်ဆိုတော့အောက်ဒီအောက်ကလေးဆွဲချလိုက်ရင်ပေါ့နော်အောက်လေးဆွဲချလိုက်ရင်ဒီမှာ Google Password Manager ဆိုတာရှိပါတယ်အဲ့ဒါကိုနှိပ်ပါဒါဆိုရင်လည်းခုနကတုန်းကနေရာကိုပဲပြန်ရောက်သွားမှာဖြစ်ပါတယ်ပြောချင်တာကတော့ခုနကတုန်းကနေရာရောက်ဖို့အတွက်ဒီနီးရပူတောင်တွေ့တယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့ဒီမှာအတိုင်းပဲ Facebook တော့ကိုနှိပ်ဒါဆိုရင် Mimi Yama Facebook account တွေ့ရတော့မှာဖြစ်ပါတယ်ရှာလိုက်ပါဒီမှာမျိုးလုံးလေးကိုဖွင့်လိုက်ပေါ့နော်အဲ့ဆိုရင်ရမှာပဲဖြစ်ပါတယ်ဒါကတော့ Facebook account ကို Gmail နဲ့ဖောက်ထားတဲ့ Facebook account နေမှာ password ပြန်ကြည့်တဲ့ဟာလေးပါ ဒါပေမဲ့ဒီညမှာနောက်တစ်ခုသတိထားဖို့ကတီထားဖို့ထူးရှိပါတယ်အဲ့ဘာလဲဆိုတော့မမီ Facebook account ကိုကျွန်တော် Gmail တွေ login ဝင်တဲ့အခါမျိုးမှာအဲ password စေးမလားမစေးဘူးလားဆိုပြီးတော့ဗောနော save password အော်အဲ့လိုမျိုးမေးတဲ့အခါမျိုးမှာကိုက save password ဆိုတာနှိပ်ခဲ့ရင်တော့တခါလေအဲ့ဒီညမှာပေါ်လာမယ်ဗောနော်ကျွန်တော်ခုနကတော့ပြတဲ့နေရာတွေမှာပါလာမှာဖြစ်ပါတယ် save password မနှိပ်ခဲ့ဘူးဆိုရင်တော့ပါလာမှာမဟုတ်ပါဘူးဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်တို့စီမှာ online တန်တန်ကြီးရှိပါတယ် ဒါတွေအကုန်လုံးကိုဒီဗစ် discussion မှာရှင်းပြထားပါတယ်။နောက်ပြီးကျွန်တော်ထိုင်းနိုင်ငံမှာအပြင်သင်တန်းကျောင်းဖွင့်ထားပါတယ်။အပြင်သင်တန်းတက်ချင်တဲ့သူတွေအနေနဲ့ကျွန်တော်တို့ Facebook page မှာလာပြီးမေးလို့ရပါတယ်။နောက်တစ်ဗီဒီယိုမှာတွေ့ပါမယ်။ Bye bye